ကချင်ပြည်နယ်တွင်2014-2015ခုနှစ်တွင်ဖိုးရံကျွန်းသစ်ပါဝင်တစ်တန်ပေါင်း1569တန်ကျော်ဖမ်းဆီးနိုင်ခဲ့ပြီးတရုတ်နိုင်ငံကိုတစ်မောင်ကိုသွင်းမှုမရောကြခြင်းမှာတစ်မောင်ကိုသမားများဈေးကြီးပေးဝယ်ခြင်းကြောင့်ဖြစ်တယ်လို့ကချင်ပြည်နယ်တတော်ဌာနမှသုံးသပ်ထားပါတယ်။ကချင်ပြည်နယ်တတော်ဦးစီးဌာနရဲ့စည်းနေရ2014ခုနှစ်ဧပြီလ10ရက်နေ့ကနေ2015ခုနှစ်မတ်လကုန်ထိကျွန်းသစ်တန် 2600တက်သမ88တန်ပါဝင်တခြားတက်များတန်ပေါင်း1569တက်သမ112တန်ကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ရဲတက်များနဲ့ကျွန်းတဲ့တခြားတက်မများပါဝင်တက်တန်ပေါင်း900ကျော်ဖမ်းဆီးရမိခဲ့ပြီးတက်မတော်မှတက်တော်ဌာနကိုလွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။တက်တော်ဌာနမှာအရာရန်ရာရှိသူကကချင်ပြည်နယ်မှာတက်အမျိုးအစားကောင်းတာမရှိတလောက်ပဲဖြစ်ပြီးအခုဖမ်းထားတဲ့တက်တွေဟာစကိုင်းတိုင်းနဲ့ရှမ်းမြောက်ကပိုးတန်တက်တွေဖြစ်ကလမ်းမျိုးမျိုးနှီးမျိုးမျိုးနဲ့ရောက်လာတာဖြစ်တယ်လို့ဆိုပါတယ်။ ရင်းသစ်များမှာတရုတ်နိုင်ငံကိုခိုးထုတ်မဲ့သင်များလို့ယူဆရပြီးရင်းသစ်ကိုမှုများနဲ့ပတ်သက်ပြီးလက်ရှိမှာမြန်မာနိုင်ငံသား181ဦးတရုတ်နိုင်ငံသား155ဦးကိုဖမ်းဆီးအရေးယူထားကြောင်းသိရပါဗျာ။